က်များအားလုံးပဲမင်္ဂလာပါရှင်။နာပြည့်ညချမ်းနေကနေပြိသက်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံလေးကတော့အခြေစောဆိုတဲ့သတိတန်ဝေကရပွေရင်းမတန်မှုခင်းဖြစ်မှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါရှင်။သမီးရဲ့ခင်မုန်းမောင်မောင်ကိုတကယ်ပြက်ရလားကွယ်။အဖေကတော့ဆိုတဲ့လက်လေးမချောက်စေခြင်းမူမျက်နာလေးမများစေခြင်းဘူးကွယ်။ နှီးကလေးများကိုပျော်ပြောင်းအောင်စိတ်ဖြာနေတဲ့ဥပခိုင်ကမိမိရှိချမ်းပြင်ပေါ်မှာကြုံကြုံကလေးထိုင်နေရှာတဲ့သမီးဖြစ်သူခိုင်စင်ဖြူကိုပြောစုဖြောင်းဖြားနေခြင်းဖြစ်ပါရည်ဒုစင်ဥပခိုင်ရဲ့မိလေးဖြစ်သူဝေဝေးနှင်းကခိုင်စင်ဖြူရဲ့ပေါင်မော်ကို ပြေးထိုင်ရင်ကတီတီတာတာကလေးနဲ့အလိမ်မာပူရှာရည်စကားကြွယ်စကားတက်တဲ့ကလေးဖြစ်သည်အန်တီဖြူသမီးတို့နဲ့အတူတူနေနော်ဥမောင်ကအရက်တော့တာ လူစိုးကြီးနော် နှီးပြော့ကလေးများနဲ့နွားရုံနဲ့ချင်းလုံးကစားစရာလေးများကိုလက်နဲ့ရက်လုံနေတဲ့အဖိုးဖြစ်သူဥပခိုင်ကဝေဝေနှင်းကလေးကိုဟန်တားရရီ။အိုးမြီးလေးကလည်းကွယ်ကိုယ့်ရဲ့ဥမောင်ကိုဒီလိုမပြောရဘူးကွယ်ငရဲကြည့်တတ်တယ်နော်။ဥပခိုင်က အစိုးရလုပ်ငန်းတစ်ခုမှအငိမ့်စားယူပြီးစားလုံခြုံရေးဝန်ထမ်းတအူဖြစ်တဲ့ ပင်စင်ယူပြီးလွန်ခဲ့တဲ့၃နှစ်ခန့်ကလေးကပိုင်ဆိုင်ခဲ့ရတဲ့မုံစိုးဘဘဝကိုမငင်းငွေ့ရှာပေပျော်ပိုက်စွာနဲ့နေလာခဲ့သူဖြစ်တဲ့သမီးဖြစ်သူ ခိုင်စင်ဖြူကိုဆယ်တန်းအောင်တဲ့ဒီချိုးချံ့ချွေတာစွာနဲ့ပညာအမွေဆက်ပြီးထပြီးမကြမီမှာသူမကနိုင်ငံပိုင်ရုံးတစ်ခုမှာအချက်တန်းစည်ရင်းမအလုပ်ကိုရှာရီသမီးရဲ့လှုပ်ရှားကိုတနစ်တောင်ကြအောင်မစားရပေချစ်သူစိုးမောင်မောင်နောက်ကိုခိုးရလိုက်ပြီးတော်ရီ ဥပမောင်ကတာကြီးကိုမြင့်ဝေတို့ဇနီးမောင်နှံနဲ့အတူနေရရရှာရီကိုမြင့်ဝေက အသက်40နီးပါးရှိပြီဖြစ်ပြီးဇနီးဖြစ်သူမနှင်းနဲ့အတူကမာရော်ဈေးထဲမှာကုံကြောက်ဆိုင်ဖွင့်ထားရီကိုမြင့်ဝေမှာအတော်စားကင်းသူတဦးဖြစ်တယ်လို့မိဘဂျေဇူးကိုလည်းနားလေသူကျွေမွေးဆောင်လျှောက်သူတဦးဖြစ်ပါရီအသက်38နှစ်မြောက်ရှိပြီဖြစ်တဲ့မနှင်းကလည်းကိုမြင့်ဝေနီးသူရောက်ကမဖြစ်သူ ဥပခိုင်ကိုမိဘနဲ့မကြာရိုသေလီစားရီ ပြုစုစောင့်ရှောက်ရှာရီသူမနှင့်ခင်မွန်ကိုမြင့်ဝေတို့ရဲ့တမိကလေးဝေဝေနှင်းကလည်းသုံးနှစ်တမိအရွယ်တိအဖိုးဖြစ်သူဥပခိုင်နေပေအတူအိတ်တိအတူစားရီဝေဝေနှင်းကလေးကတခါတည်းရန်အဖိုးဖြစ်သူဥပခိုင်ရဲ့အသေးနှလုံးကိုနှူးစွားလိုက်သလိုအချွဲပိုတတ်သေးသည်ဖူဖူပြာပြဖောဖောကို မလွမ်းဘူးလားယင်အိုးမီးကလည်းကွယ် အဖိုးဖြစ်သူဥပခိုင်ရဲ့မျက်နှာပြင်မှာဇွေရိတ်တို့ကမှုံမိုင်းခြုံတိုင်းလာတယ်လို့ထင်ရတယ်။မြက်ဝန်းညိုညိုပေါ်မှာ ဝေဝဲလာတဲ့မျက်ရည်စားတို့အသားရမျက်လောနှစ်စုံနဲ့ပုတ်ခတ်တန့်စဲပြေးလိုက်ခြင်းမှာထူထူဆူရှားတယ်။ကြီးလေးရဲ့ဖွားဖွားကိုလွမ်းလွန်းလို့ဖိုးဖိုးကအခုလိုချင်းလုံးလှလှလေးတွေကို ပို့ပြီးတော့လုံနေတာပေါ့ကွ။ဝွေဝင်းင်းကမြတ်တောင်ကောကလေးများကိုမိစင်ပြီးစဉ်းစားရမရပြီအတွေ့မပေါက်နိုင်တော့ ဟမ်ဖိုးဖိုးကလည်းကျင်းလုံးလေးတွေက သမီးတို့ကစားဖို့မဟုတ်လားဖိုးဖွားကတေးသွားပြီးသားပဲသူအခါမှဥပခိုင်ကညီဖြစ်သူ ဝေဝေနှင့်ရဲ့နှစ်ဖူးကစံစားနူးနူးတွေကိုအသာရပုတ်သက်ပြီးရင်ကအဲ့ဒီကျင်းလုံးလေးတွေရောင်းလို့ရတဲ့ပတ်စံနဲ့ဖိုးဖွားအတွက်ရည်စုပြီးဖိုးဖွားကအလူလုံးမယ်လေအဲ့ဒါဖိုးဖွားအတွက်အလွမ်းပြေတာပေါ့ကွဝေဝေနှင်းကသဘောမပေါက်သေးပြီး ကိုမြင့်ဝေးနဲ့ဇနီးမောင်နှံကတော့တမိဖြစ်သူဝေဝေးနှင်းတယောက်စကားကြွယ်လွန်းတော့အနေရခန့်နေကြပြီ လူကြီးကိုလည်းစိတ်တော့ကမဖြစ်စေလိုကြထို့ကြောင့်ကိုမြင့်ဝေးကတမိဝေဝေးနှင်းလက်ကိုဆွဲပြီးကဲလာပါတမိရေဖိုးဖိုးကြီးကိုချင်းရင်စိတ်ဒုက္ခမပေးပါနဲ့ဖေဖေတို့နဲ့ဆိုင်လိုက်ခဲ့နော်ကိုမြင့်ဝေးမနှင်းနှင်းနဲ့ဝေဝေးနှင်းတို့သုံးဦးဈေးဝယ်ထွက်ရန်အတွက်အင်ကနေထွက်သွားကြသည် အိမ်မရခင်ကတော့ဥပခိုင်နဲ့သမီးခိုင်စင်ဖြူတို့နှစ်ယောက်သာကြံရတဲ့ခိုင်စင်ဖြူအိမ်တော်မကြမီကပေါ့ခိုင်စင်ဖြူကြောင်းမသွားမီမှာအချိန်လူပြီးဥပခိုင်ကချင်းလုံးလေးများကိုလဲပြီးရောင်းလိုက်သေးတယ်ခိုင်စင်ဖြူရုံမသွားမီအချိန်အတွင်းလေးမှာလဲထို့တို့ပဲဈေးလဲပြီးရောင်းလိုက်သေးတယ်ခိုင်စင်ဖြူအိမ်တော်ကြသွားတဲ့အခါမှာလဲဥပခိုင်ကအိမ်တကားကိုတေချာစွာပိတ်ပြီးချင်းလုံးရောင်စုံလေးများကိုကျိုးနဲ့တီထန်းကရက်ွက်ထဲကိုလှည့်လိုက်သေးတယ် အဲ့ဒီကကလေးတို့အတွက်ချင်းလုံးရောင်စုံလှလှလေးတွေပြို့အသက်နဲ့ခန္ဓာတည်တည်၍အလောက်ကိုတခုမဟုတ်တခုလောက်ပြီးနေလာခဲ့တဲ့ဥပခိုင်က လုပ်ငန်းမှာတက်ပြည့်ပင်စင်ယူတဲ့အခါမှာလေအငိမ့်စားနေလာခဲ့သူ နေနိုင်ခဲ့သူတအူးမဟုတ်ပြီးသမီးဖြစ်သူခိုင်စင်ဖြူဆယ်တန်းအောင်ပြီးသားမှုအလောက်တစ်ဖက်နဲ့ပြင်ပဝိဇ္ဇာစာမွေးပွဲဖြစ်ရန်ကြိုးစားလျက်ရှိစဉ်မှာချစ်သူစိုးမောင်မောင်နောက်ကိုကောက်ကောက်ပေါင်အောင်လိုက်တော်ရီး ဥပခန့်ရဲ့ရင်မှာတော့ဟာရွေကြံရဲ့တော်လေးအမျိုးမျိုးတွေးပြီးဖြေသိမ့်ရရီဇိုးမောင်မောင်ရဲ့မိဘနှစ်ပါးကမူလကသဘောမတူခဲ့ပြီးငွေကြေးဥစ္စာ တိုက်တာစည်းစိမ်ကိုပိုင်ကဌာနာဦးစီးမှုဆိုတဲ့ဂုဏ်ရှိန်များကဥပခန့်တို့သားအဖကိုနှိမ်ကျင်းတယ်လို့လူရှိတယ်ဇိုးမောင်မောင်နဲ့ခိုင်စင်ဖြူတို့ရဲ့မင်္ဂလာပွဲကိုတော့အကျဉ်းယုံပြီးအဖြစ်ပဲလုပ်ပြီးတယ်တူဒီတော်သားဖြစ်သူဇိုးမောင်မောင်ကလည်းစေရန်တာအောင်ခဲ့တယ် အနာဂတ်ပညာရေးနဲ့စီးပွားရေးကို လုံးဝမစင်စားပြီးမိမိလုံးချင်ရာကိုသာမိဘအပေါ်မှာနှွယ်ဆိုးဆိုးပြီးတစိုးထိုးလောက်ကိုင်းနေခိုင်စင်ဖြူကိုယ်တော်အင်တကြောင်မိတပြောင်ထားရန်စိတ်မကူပြီးမိဘလက်အောက်မှာသာအရေးခုရွေးနေတဲ့ခိုင်စင်ဖြူကဖြောင်းဖြားနားချကြည့်ဘူးတဲ့အခုလိုကားတစ်စီးနဲ့ရှောက်လည်နေမိစားကိုမောင်အဖေလက်အောက်မှာအလုတ်တနေရဝင်းလို့ပြီးတော့ဘွဲယူပါလာကိုမောင်ရဲ့ ချိုအခါစိုးမောင်မောင်ရဲ့နှုတ်ဖြာက နိုင်ငံခြားရေးရွှေ၏အနံလီကတသင်းသင်းနဲ့ပြန်ပြောလေရှိသည်မလို့တော့ပါအောင်ဖြူရကိုမောင်မောင်ငွေကြေးပြည့်စုံနေပြီပဲဥစ္စာအလုပ်လည်းမလို့ဘူးဘွဲယူဖို့စာတက်နေရမယ့်အချိန်တွေကို ဟောဒီကဖြူလေးနားမှာပဲကျွဲမယ်တဲမယ်ကဲမယ်ပေါ့မဟုတ်ဘူးလားဖြူလေးရကဲကဲ ဇိုးနွယ်အကဲပူလာတဲ့ဇိုးမောင်မောင်ရဲ့ရှင်ခွေမခိုင်စင်ပြူကအသားရရုံထွက်ပြီးပြန်ပြီးတော့ရှင်ပြရရည်ယခုလိုပိုင်ဆိုင်နေရတဲ့ဥစ္စာစည်းစိမ်ဟူသည်များကဇိုးမောင်မောင်ရဲ့လုံလဆွမ်းအားနဲ့ရင်းနှီးထားခြင်းမဟုတ်ကြောင်းမိဘနှစ်ပါးရဲ့စည်းစိမ်ဥစ္စာဖြစ်တော့မိမိကိုယ်စွမ်းကိုနဲ့သာမိမိတို့အိမ်ထောင်ရေးဘဝကိုတည်ဆောက်လို့ကြောင်းခိုင်စင်ဖြူကလိမ်မာစွာနဲ့တေချာရှင်ပြရည် အဆုံးမစိုးမောင်မောင်ကဇနီးဖြစ်သူခိုင်စင်ဖြူကိုစူးစူးဆိုက်ဆိုင်ကလေးကြည့်ရင်မှဟန်ပါပါနဲ့ပြောလိုက်သည်မိဘရဲ့ဥစ္စာကုန်ရှင်ကိုဗရာဏထားတဲ့မာနာတန်ကိုမောင်ဟာဖေဖေမေမေရဲ့တဦးတီတော်သားပါဖြူရဲ့တနေ့မိဘတွေရဲ့စီးစိမ်ဟာကိုမောင်နဲ့ဖြူတို့အတွက်ပဲဖြည့်ရမယ်မဟုတ်လားဒါတော့ဒါပေါ့ကိုမောင်ရဲ့ဖြူဖြစ်စေချင်တာကဒါမျိုးမဟုတ်ပါဘူး ဇူးမောင်မောင်ကအတွေ့တစ်မျိုးနဲ့အချိုးတစ်မျိုးပြောင်းသွားပြီးမျက်နှာကြောလဲအလိုလိုတင်းမာသွားပြီးတော်တိတ်တော်ပြူကိုမောင်ကတော့ဒီလိုစကားပရိရဲ့ကြွကြွနဲ့အထင်သေးဖို့တော့မကြိုးစားနဲ့တိလားကိုမောင်မိဘရဲ့အမွေပစ္စည်းတွေအားလုံးဖြူရရင်ကျေနပ်မယ်မဟုတ်လားအောင်းမညာဆောင်ဒရဝံရဲ့တမိကများလာလာကြည့်သေးတယ်ဖြူတော့မှငွေရှိလားဂုံရှိသလားဖြူခိုင်စင်ဖြူတယောက်ထိုအချိန်ကစပြီးခင်မောင်းတဲ့အပေါ်မှာ နားလေရခတ်သွားရီး မိမိသဘောထားစန္ဒကိုတလွဲတွေ့တတ်တဲ့ခင်မွန်စိုးမောင်မောင်ကမိမိရဲ့ဖခင်နဲ့မိမိကိုပါအထင်သေးစောကားလာပြီးစကားတွေကဇာတိပြလာတယ်။ချစ်သူတထေးသားကိုမှအချစ်ဖို့အထင်ကြီးမိခဲ့တဲ့ခိုင်စင်ဖြူတယောက်ဒိုနေကရင်ထဲမှာပြန်လဲချေပလို့တဲ့စကလုံးကြစ်ကြစ်လေးလေးခိုင်ခိုင်မာမာကလေးတွေကိုတော့အတတ်နိုင်ဆုံးမျိုးသိပ်ပြီးထားလိုက်ကြတယ်။ခင်မွန်ကိုအလျော်ပေးလိုက်ရတယ်။ ငွေကုံမောက်လုံးနဲ့စိုးမောင်မောင်က နေရတကားမှာဇွတိယလုံးတက်မှခန်းစင်ဖြူကောင်းကောင်းတည်တယ်။အရက်လေတောက်တယ်ဖဲလေရိုက်တယ်။တခါငွေ၃00လို့တော့ခန်းစင်ဖြူကဆွဲချိုးကိုထူခွဲပေးလိုက်ကြတယ်။မပေးရင်လည်းမဖြစ်ပေ။ရှုံထားတဲ့ဖဲကြွေးကချက်ချင်းရော်ရမယ်မဟုတ်လား။မိဘနှစ်ပါးစီကိုတော့ထိုကိစ္စကိုအပူမကက်ရဲပြီ။ပပိနဲ့မိမိက အလောင်းစားကိစ္စကို လုံးဝအလိုမလိုက်ပြီးခန်းစင်ဖြူသားလျင်ဒီတန်ကိုခံရရည် တထေးသားကိုမှ အထင်ကြီးပြီးချင်းမိရှာတဲ့ခိုင်စင်ဖြူတယောက်လင်ဆိုးတံကိုလှလှကြီးခံရရိတခါတော့သုံးလေးကပဲအချုပ်ခံရဘူးတော်လေဇူးမောင်မောင်မှနောင်တမရပြီအရက်ဝိုင်းမှရံဖြစ်တယ်ဖဲဝိုင်းမှရံဖြစ်တယ်အော်တိုမက်တစ်နိုင်ငံသားဖြစ်မောင်းချဓာတ်တက်လေးကသူ့အတွက်အသက်ဆောင်ကိုရံတော်လို့ဇူးမောင်မောင်ကအခါခါပြောတယ်ဂုံယူဝင်ကြွားတတ်တယ် ဖေးဝိုင်းမှာအဖမ်းခံရတော့ဇိုးမောင်မောင်တယောက်အင်းစိန်ထောင်မှာသုံးလမြောက်တဲခုနေထိုင်ရသည့်ထောင်ကျတအူးရေမရအဖြစ်ခိုင်စင်ဖြူမှာတိတ်ခါကြဘူးတဲ့မိတ်ဆွေတင်ကဟာများရဲ့တရွေးကွက်ထဲမှာမျက်ပြေကူခဲရဘူးတဲ့အများကခိုင်စင်ဖြူကို နားလေတနာကြတော့လေ မလို့သူတချို့ကတော့ဩဘာပေးလက်ခုပ်တီးကြရီကို့အခြေအနေနဲ့မတတ်မရတထေးသားကိုမှမှန်းနေကောင်မှာ ဒီဒုက္ခဟာသူ့အတွက်ပန်းတပွင့်လိုပဲထင်နေမှာပေါ့မတနာကြနဲ့ထောင်ကထွက်လာတော့ဇိုးမောင်မောင်မအပေါင်းတင်တစ်တီတူပွားလာတဲ့အကျင့်သိက္ခာတွေတူးတက်ပြက်ပြားလာတဲ့ဇေယိုက်ဆိုးတွေပါလာတဲ့စင်တင်တေးဂီတာနဲ့စားတော့ဆိုင်တွေကိုချိန်ပန်များစွာသွားလိရှိလာတဲ့ဇိုးမောင်မောင်ကတဲခုကန်းတွေမှာလေတဲခုတက်လာတဲ့ တစွန်းတစအတိလာရတော့ခိုင်စင်ဖြူကမိတွန်းလာတော့အချောင်းကိုခိုင်လုံအောင် လီစေပြတတ်တဲ့ရုတ်တိရှိရှိလိမ်ညာတယ်အဲ့ဒီညာက ကိုမောင်အမူးလွန်နေတော့ကားကိုလုံးဝမောင်းလို့မရတော့ဘူးအဲ့ဒါနဲ့ဟိုမှာတညဝင်းအိတ်လိုက်ရတာဖြူရဲ့ဖြူအနာက ခွာသွားကြင်လို့မဟုတ်ပါဘူးဖြူရဲ့နော်ခိုင်စင်ဖြူကတော့ပထမမှာခင်မွန်းဖြစ်သူရဲ့လီစေမှုကိုယုံကြည်မိတယ်။နောက်ကျိန်ပန်းများလာတော့ရိုးလာတယ်လို့ရှိတယ်။ AIDA ယောဂတိုက်ဖြတ်ရေးနဲ့ကာကွယ်ရေးဆိုင်ရာဆောင်ပုတ်နဲ့စာအုပ်များဖတ်ဖန်များတော့ဂိုင်စင်ဖြူတယောက်စိုးမောင်မောင်အပေါ်မှာကြောက်စိတ်ပူလာတယ်။ယုံကြည်မှုလည်းမရှိတော့ဘူး။စိုးမောင်မောင်ကိုချစ်မိတော့လေသူ့ရဲ့စိုးမိုင်းမှုတန်အဆူဆူကိုလေခံရမယ်လို့သူမက နားလေတယ်။မိဘဆွေမျိုးအတိုင်းဝိုင်းထဲမှာလေမျက်နှာမပြရဲအောင်တိတ်ခါကြလာတယ်။ မိမပါပွေရှုပ်လာတော့စိုးမောင်မောင်ကခိုင်စင်ဖြူကိုချစ်တော်လေအရက်မူးပြန်ရင်လေသွေးကစိုးပြန်နေပဝင်းချင်းကိုရောဇနီးခိုင်စင်ဖြူကိုပါရန်ရှာတတ်တယ်။ဟေးရုံဆောင်ဒရဝံရဲ့သမီးဖြူကိုမောင်အနာကိုတို့စမ်းခြေောက်ကိုနှိပ်ပေးစမ်းစိုးမောင်မောင်ရဲ့ကန်းကုံနဲ့စိုးမိုက်မှုတံများကိုခိုင်စင်ဖြူကအလိမ့်မအပြုံးကလေးနဲ့တီးခတ်အောင်ဤလာခဲ့ဒီမှာအချိန်မနေတော့ပြီ ချန်ချင်းကပ်မှာရက်ွက်လူကြီးများနဲ့ဥပဒေပညာရှင်များရဲ့အကြံဉာဏ်ကိုရယူပြီးဒီနေ့မှာတော့ခိုင်စင်ဖြူကရက်မှုပြည်နေပြီဖြစ်တဲ့ခင်မွန်စိုးမောင်မောင်ကိုရက်ွက်ရုံကိုခေါ်ဆောင်သွားပြီးရက်ွက်လူကြီးများနဲ့ဥပဒေပညာရှင်များရှိမှတရားဝင်ကွာရှင်းမှုခိုင်စင်ဖြူကအေးဆေးစွာနဲ့ရှောက်ထားတောင်းဆိုရေကစိုးမောင်မောင်ကမူလတော့ခက်ထိတ်ထိတ်ပြုံးနေတယ် နောက်တော့မှသူ့နောက်ကဂုံထွက်များကို အာကိုအာထားပြုကမျက်နှာထတင်းမှလာ၏။ဘသူကိုမှထီမထင်တဲ့မျက်နှာနဲ့ခိုင်စင်ဖြူကိုစိန်ခေါ်၏။ဩမင်းကဒီလိုအချို့ချိုးတယ်ပေါ့ဟုတ်လား။ရပါတယ်။နောက်ပြီးငါစီကဘာတွေလိုချင်သေးပါသလဲ။ရပါတယ်။တို့တို့ပြောပြီးစိုးမောင်မောင်ကတရားဝင်ကွာရှင်းပြစေတဲ့စာချုပ်နှိရွက်ပေါ်မှာလက်မှတ်ထိုးလိုက်တယ်။ခိုင်စင်ဖြူကလည်းလက်မှတ်ထိုးလိုက်တယ်။ ြင်းဖြောင်းနှစ်ချောင်းကအလိုလိုပြိုင်သွားကြပြီဖြစ်တယ်။မင်းငါးစီကဘာခွင့်ရေးတွေယူအောင်မလဲပြောလေကွာ။ဒူအခါမခိုင်စင်ဖြူကဇူးမောင်မောင်ရဲ့မျက်နှာကိုရွံရှာဆက်ဆုပ်စွာကြည့်တယ်။ပြီးမှခက်ထိတ်ထိတ်ကလေးပြုံးပြီးပြောတယ်။ရှင့်မှာပိုင်ဆိုင်တဲ့ပြည့်စည်ဆိုလို့ဘာရီများရှိလို့လဲ။ကျမတရားဥပဒေကပြီးလာမယ်အခွင့်ရေးပဲယူပါမယ်။ကောင်းပြီလေဒီလိုဆို ပြန်ကြတော့ရှင့်မှာအဲ့ဒီလိုနှင်းပိုင်ခွင့်လုံးဝမရှိပါဘူး။ တားပိုင်ခွင့်လည်းမရှိပါဘူး။ဥဆိုးမောင်ဒီမှာရှိနေတဲ့ရက်ကွက်လူကြီးတွေနဲ့ဥပဒေပညာရှင်တွေကိုလည်းလေးစားအားနာပါအောင်။ရှင်နဲ့ဒီကဆရာတွေပဲဆက်ပြီးတော့ညှိနှိုင်းကြပါတော့။ကျမကိုစားဒီကဥပဒေပညာရှင်ကြီးကိုထားရခဲ့ပါမယ်။ကဲအားလုံးပဲကျမကိုပြန်ခွင့်ပြုပါအောင်ရှင်။အားလုံးကခိုင်စင်ဖြူကိုခေါင်းညိတ်ပြီးအတိမတ်ပြူလိုက်ကြ၏။ဆိုမောင်မောင်တယောက်သာခိုင်စင်ဖြူရဲ့ကြောပြင်းနူးနူးကိုငေးပြီးကြံရည်တည်။သမီး အဖေစကားကိုကြားရလားသူအခါမှခိုင်စင်ဖြူကအထိတ်ကိုကေတာမြတွေ့ရင်သတိပြန်ဝင်လာတယ်။သူမရဲ့ပုံပေါ်မှဝေဝေ နှင်းကိုလေအသားရပွေ့ချီကအဝေစားတစ်တာကိုဖွင့်နေပြီးတော့တစ်တာထဲမှာစာချုပ်ကို ထုတ်ခါဖခင်ဖြစ်သူဥပခိုင်ရဲ့လက်ထဲကိုလှမ်းပေးရင် ပြောပြရီအေးစေးတည်ငိမ့်နေသူမရဲ့အတန်။သမီး၊ तू နဲ့တရားဝင်ကွာရှင်းခဲ့ပါပြီအဖေ။ ဥပခိုင်ကစာချုပ်ကိုတေချာစွာဖတ်ရှု၏။တစုံတစ်ခုကိုလည်းလေးလေးနက်နက်တွေ့ပြီးတော့မှမြည်လေးဝေဝေနှင်းနဲ့ခိုင်စင်ဖြူတို့ဒူဝါကြီးနှစ်ဦးရဲ့မျက်နှာကိုရွှင်ရွှင်စာစာကြည့်နေရင်မှတလုံးချင်းပြောလာ၏။အီလီတကယ်ပြက်စဲကြတယ်ဆိုရင်လေကင်းကင်းရှင်းရှင်းနဲ့ဘဝတစ်ကိုထူထောင်ကြပေါ့။တမိစိတ်ချမ်းသာရင်အဖေလည်းစိတ်ချမ်းသာမှာပဲပေါ့ကွယ်။ ခိုင်စင်ဖြူကနေဘက်မှာရုံအလုတ်ဆင်းပြီးနနက်ပိုင်းနဲ့ညနေပိုင်းမှာဇင်ဖြူစာအုပ်အငါးဆိုင်ဖွင့်နေဒူဝါဖြစ်သူဝဝေနေကခိုင်စင်ဖြူအတွက်အပြင်းပြေးစီးဖြစ်တယ်ဒူတိုးပေါ်ရှားသူလေးလေးဖြစ်တယ်အကိုဖြစ်သူကိုမြင့်ဝေနေမနှင်းတို့ဇနီးမောင်နှံကတော့ယခုအချိန်ကနှမဖြစ်သူခိုင်စင်ဖြူအဖို့မြူမောင်ကင်းပြီးလာတာချိန်လိုတတ်မှတ်ထားတယ် ဒါကြောင့်လေဖခင်ကြီးဥပခိုင်အမှုပြုတဲ့အိမ်အောင်စုကတာယာချမ်းမြေးလာတဲ့အချိန်လိုဇူလောက်ပြီးတဲ့လုပ်ငန်းကိုစီနဲ့ဘဝရည်တည်မှုရှာကြတဲ့မကြလိုက်ပြီးအလွန်ဆုံးရှိမှတလတာတာပဲဖြစ်လိမ့်မယ်ဝေဝေနှင်းကတရင်ပြီးတဲ့ဒိုနေက စနေနေ့ရုံးပိတ်ရက်ဖြစ်ပါရီဖီဖီနေကင်းကလေဥမောင်အန်တီဖြူကြီးကိုလာသွားတယ်အရက်တွေလည်းမူးလာတယ် ဈေးသိမ့်ပြီးပြန်လာတဲ့ကိုမြင့်ဝေကိုဝီဝေနှင်းကစီးကြိုပြီးတရင်ပြီးကိုမြင့်ဝေရင်ထဲမှာဒင်းကနေဖြစ်သွားပြီးခိုင်စင်ဖြူရဲ့မျက်နာကိုလှမ်းကြည့်လိုက်တော့ခေါင်းကိုအောက်ကိုငိုက်ချထားပြီးကိုမြင့်ဝေခေါင်းထဲကိုအတွေးပေါင်းစုံဝင်လာပြီးပြီးမှစိုးရိမ်တကြီးနဲ့မီးရပြီးဘာတွေဖြစ်ကြသည်လဲဥမောင်နဲ့အန်တီဖြူလေးစကားတွေများတာအန်တီဖြူကရှင်နဲ့ကျမဘာမှမဆိုင်တော့ဘူးနောက်ကိုအင်ကိုမလာပါနဲ့လို့ပြောတော့ ဥမောင်ကလက်ထဲကမောင်းကြတာကိုထုတ်ပြတယ်။ခိုင်စင်ဖြူကဘာမှရှင်းမနေတော့ဒူမာချောဖြစ်သူက အကြောင်းဆုံးရှင်းပြပြီးတက်တည်ခံနေပြီးမဟုတ်လား။မိခင်ဖြစ်သူမနှင်းကတော့သမီးဖြစ်သူ ဝေဝင်းနှင်းကို မျက်စောင်းထိုးပြီးကြည်ရင်ညိတော်တော်ရှာရှိတယ်။အတော်နေခက်ကုံကြလိမ့်မယ်ဆိုတဲ့သဘောရိပ်ကိုပြောပြနေတယ်။အဲ့ဒီအချိန်မှာသမီးအန်တီဖြူအနားမှာတစ်ချိန်လုံးရှိနေတယ်မဟုတ်လား။ဟုတ်ကဲ့ပါဖေဖေ။ ကိုမြင့်ဝီကတပ်ပြင်းရှိတစ်ချက်ကိုဆွဲလိုက်တဲ့နှမဖြစ်သူခိုင်စင်ဖြူဘက်ကိုလည်းမျက်နှာထားတင်းတင်းနဲ့စူးစိုက်ကြည့်တယ်။ဇနီးဖြစ်သူမာနင်းကတော့ခင်မုံကိုမြင့်ဝီရဲ့မျက်နှာကိုသာငေးပြီးအကဲခတ်နေရတယ်။ကိုမြင့်ဝီကလူဖြောင့်စိတ်တို့တအူးဖြစ်ကြောင်းသူမပဲအတီးဆုံးဖြစ်တယ်။တခါကပေါ့ကိုမြင့်ဝီနဲ့မာနင်းတို့နှစ်ဦးအင်းအောင်ကြကားသာအရင်ဒီမပြေဆုံးခင် ကာလကဖြစ်တယ်။ ကိုမြင့်ဝေက ကီလီကုံစိန်ထိုင်မှာကုံစိန်ထံရရီမနှင်းကကုံစိန်ရောင်းရရီတနေ့ကုံစိန်ထံရင်အထေဟောင်းရောင်းသူတအူးကို မတော်တဆဝင်တိုင်းမိတဲ့ကိုမြင့်ဝေကအခါခါတောင်းမန်နေထိုသူကဒီတခါမင်းဒီလန်းကဖြတ်လာရင် ပြန်လည်းမရှိဘူးလို့ကြိမ်မောင်းနေထိုနေ့ညနေဆောင်မှာထိုကြိမ်မောင်းသူက လူရိုက်ခံရတော့ခေါင်းကွဲသွားရီဈေးရုံကိုခေါ်သွားရီကိုမြင့်ဝေကတော့ကုံစိန်ထမ်းဆဲပြီဖြစ်တဲ့ ကိုမြင့်ဝေအလောက်ခွင့်မှာရှိနေတာကိုလူတိုင်းကမြင်တွေ့သိရှိကြ၏။သို့တော်လည်းကိုမြင့်ဝေကထိုသူကိုတဘိုးနဲ့ကိုရောင်ဖျောက်ပြီးရိုက်လိုက်တာကိုတော့ဘသူမှမသိလိုက်ကြပြီ။ပြီးကြီးလုံးနဲ့ကိုမြင့်ဝေဖြစ်သည့်ကိုမြင့်ဝေမှာလှုပ်ဝက်စရာရှိရင်ဤလိုဤပုံပြီးကြီးတည်တတ်သူသားဖြစ်သည့်ဒါကြောင့်လေမာနှင်းကခင်မောကိုမြင့်ဝေဒီစုံတစ်ခုထလုံးလိုက်မှာကိုစိုးရိမ်ပူပန်နေခြင်းဖြစ်သည့်စိုးမောင်မောင်ကိုများရန်ရှာလေမလား နောက်ကိုဒါမျိုးငါလုံးဝမကြားချင်ဘူး။ဖေဖေလည်းစိတ်ဆင်းရဲမယ်။ကင်းကင်းနေကြ။ကိုမြင့်ဝေကဤတစ်ချိန်မှာဤမြသာပြောပြီးစိတ်စိတ်သာနေလိုက်တယ်။အဲ့ဒီကနွားရုပ်လှလှချင်းလုံးလှလှလေးနော်။လူချင်းရင်ဝေထားမမနိုင်နဲ့ခလေးကစားစရာလေးတွေပြ။နော်။ ။ဥပခိုင်ကဝါးနဲ့လှုပ်တာတွေမိမိလက်ဖြင့်နှွားယုံနဲ့ကျင်းလုံးရောင်စုံလှလှလေးများကိုကျိုးနဲ့တီးပြီးပခုံးထက်မှလွေဆိုင်လျက်ရက်ွက်အတွင်းကိုလှည့်ပြီးရောင်းချရင်တနေရာအရောက်မှာတော့ဒစုံတစ်ခုကိုတွေးရှိမှတ်မိလိုက်တော့ရင်ထဲမှာဒင်ခနဲ့ဖြစ်သွားမိတယ်။မိမိနဲ့ခလန်းလန်းနေရာမှာကာဒစီရက်ထားရီစိုးမောင်မောင်ကမှဥပခိုင်ကတိတော်လေနောက်ချောင်းကို ပြန်မလှည့်ပြီးကိုယ်အလုံးနဲ့ကိုလန်ကိုရောက်ရမှသာဖြစ်တယ်။ ဥပခိုင်ကဈေးကိုဆက်ပြီးအော်ခါရောင်းနေအဖေဈေးရောင်းလို့ကောင်းရဲ့လားဗျအနီးကိုအရောက်မှစိုးမောင်မောင်ကလှမ်းပြီးနှုတ်ဆက်တယ်ဥပခိုင်ကအလိုက်ထိုက်ပေးပြန်ဖြေပြီးခရီးဆက်ရန်ပြင်းနေသူအခါစိုးမောင်မောင်ကမော်တော်ကားတဲ့ခါနေလင်းမြန်စွာဆင်းလာပြီးပြပြတလေးပြောတယ်နေပါဦးအဖေရေအဖေသမီးရုံးသွားပြီလားယင်ကျွန်တော်ကိုတွေးခွင့်ပေးပါအဖေရေဖြူကိုကျွန်တော်မပြတ်နိုင်လို့ပါ ဇူးမောင်မောင်ရဲ့ဗဇက်ကအနဲ့ကြောင့်သူမူးနေမန်ဥပခိုင်နားလေတဲ့ကိစ္စကပြီးပြီမောင်မောင်တို့ကလေးချင်းရေဆက်ကုန်းခဲ့ပြီပဲကွယ်တွေ့စရာမလိုတော့ပါဘူးကဲငါသွားလိုက်အောင်မဟိဥပခိုင်ကပြောပြောဆိုဆိုထွက်လာခဲ့တယ်ရက်ွက်အထဲမှာလမ်းသွားလမ်းလာများကမတိမတာအကဲခတ်သွားတယ်ဇူးမောင်မောင်ကအရက်ရှိန်နဲ့ရှက်ရှိန်ကြောင့်သူ့မော်တော်ကားကိုရုတ်တရက်ဆန်းနှိုးမောင်းနှင်ကဥပခိုင်နဲ့ရှင်ပြီးလိုက်လာတယ် ဥပခိုင်ကတော့ကိုလန်းကိုသွားပါမောင်မောင်ရေတို့ကိုမနှောက်ရက်ပါနဲ့သူတို့ပြောရင်းနဲ့ဆက်လျှောက်တဲ့ဇိုးမောင်မောင်ကစိတ်မရှိနိုင်တဲ့အစုံမှာသူ့မော်တော်ကားကိုရုတ်တရက်ဆက်ရက်ပြီးအော်တိုမက်တစ်မောင်းချတာကိုမြင်သာအောင်ထောင်ပြကချိန်မောင်းနေဘလူးရုပ်ပေါက်နေတဲ့ဇိုးမောင်မောင်ဖြစ်တဲ့ဒီမှာအဖိုးကြီးကျုံနဲ့ဖြုတ်ကြမှာခမရနဲ့ကိုမြင့်ဝေတို့ခလောက်ဆန်နာဗျမနေ့ပြန်ကြုတ်လာခဲ့မယ်ဖြုတ်ကိုပြန်ထည့်လိုက်ပါမရရင်တော့ခမရတို့အားလုံး လူပြည်ကထွက်သွားဖို့ပြင်ထားကြကြားလားဇိုးမောင်မောင်ကမူမူယူယူရန်ရန်ကားကားနဲ့ဂျိန်ဝါချင်းချောက်ပြီးတဲ့နောက် သူ့ရဲ့ကားကို ရုတ်တရက်မောင်းထွက်သွားပြီးဥပခိုင်ကတော့အန်ကို တင်းတင်းကျိန်ရင်ခရီးဆက်တယ်အဖေကအသက်ကြီးပြီမှဒီတခါကျွန်တော်အလဲပေးပါဟဲ့ခွေးမမီးဖြူလာစမ်းနင်ဘယ်လိုဆုံးဖြတ်မလဲပြောစမ်းဥပခိုင်ကသူ့ရဲ့ဓာတ်ကိုထက်တဲ့ထက်အောင်တွေးနေတယ် ။ကိုမြင့်ဝေကတော့ဖခင်ထံကအကြောင်းစုံကြားရတော့ရမ်းမုံမိကြဖြစ်နေတယ်။နှမဖြစ်သူခိုင်စင်ဖြူကိုမဲပြီးချိန်မောင်းရောက်သူမကငိုရအန်ကျိလေးရဲ့ရှိရင်မှတလုံးချင်းပြောလိုက်တယ်။အစကတည်းကပြက်လို့ကွာရှင်းခဲ့တာပါကိုရဲ့။ဘလို့ပဲခေါ်ခေါ်ဖြူသူ့နောက်ကိုမလိုက်ဘူး။အသေးခံပဲသိရဲ့လား။အေးဒါဆိုပြီးတာပဲ။နင်စကားတိပါစေနော်မိဖြူ။ခိုင်စင်ဖြူကမျက်ရည်ရွှမ်းနေမျက်နှာနဲ့ခေါင်းငိမ့်ပြရီ ကိုမြင့်ဝေကတော့သူ့ငှက်ကြီးတောင်သားကိုထမ်းမြနေအောင်ဆက်ပြီးသွေးနေတယ်။ထိုမြင့်ခွင်းကိုဥပခိုင်ကအကဲခမ်းမိရင်မှရှင်းပြတယ်။မင်းတို့မှာကသားမရနဲ့ကလေးနဲ့တမိဆိုလဲအသက်ငယ်ငယ်လေးရှိသေးတာ။ဘဝတည်းထူထောင်ရအောင်မေ။လူဘဝမှာနေဖို့အချိန်တွေအများကြီးရှိသေးတယ်ကွ။တေးချင်းရင် အဖေမင်းတို့ရှိကအသေးခံမမေကွ။ထို့သူပြောရင်မှဥပခိုင်ကဓာတ်သွေးလုံးဝမပြတ်သွေးမြဲသွေးနေပါလေ နက်ပြန်သူတို့သားဖားတွေဇူးမောင်မောင်နဲ့အပြက်စရင်ရှင်းရတော့မေးဇူးမောင်မောင်ရဲ့ကားကလေးကညနေ၄နာရီခန့်ကရက်ွက်ထိတ်ရှိစားတော့ဆိုင်ရှိမှရက်ထားရီ၅နာရီထိုးကန်ဒီမှာတော့လူသူပြတ်တဲ့ဘောလုံးကွင်းနှပေးမှာ ထိုကားလေးကိုတွေ့ရရီခိုင်စင်ဖြူကရုံးမှအချိန်ပိုဆင်းနေရတော့၆နာရီထိုးမှရုံးကပြန်ရရီရက်ွက်ထဲကိုဝင်တော့၆နာရီခွဲကျော်ပြီး ဘလုံးကွင်းနဘီမှာစိုးမောင်မောင်ရဲ့ကားလေးကိုအခမ်းအနားတွေ့ရတဲ့ခိုင်စင်ဖြူကစိတ်ခန့်ခိုင်ထားရင်တတိကြီးစော်နဲ့လမ်းကိုဆက်လျှောက်တဲ့ကာနာကိုအရောက်မှာနားရီဝနေတဲ့အတန်ကိုကြားရတဲ့ဖြူရှင်ကိုမောင်လေးအဖေနဲ့အကိုမြင့်ဝေကိုခွင်ထောင်းပြီးပြီဖြူကိုမောင်နဲ့ပြန်လိုက်ခင်နော်စိုးမောင်မောင်ရဲ့ပါဇက်မှာစူးရှားတဲ့အရဲ့ပြင်းနှံကလှန်၍ထွက်လာ၏ ဇိုးမောင်မောင်ကမော်တော်ကရှေခန်းတကားကိုဖြွင့်ဆင်းလာပြီးခိုင်စင်ဖြူရဲ့လက်ကို အသာရဆွေးခိုင်းနေပြီးတော့ခိုင်စင်ဖြူရဲ့ခါကျင့်ကျင်လေးကိုပွေးဖက်ကမော်တော်ကားရဲကိုတွင်းရန်ဟန်ပြင်းနေဒီမကူမောင်ဘလို့မှဖြူကိုပောင်းမှုမကြိုးစားပါနဲ့ခုချက်ချင်းပြန်မာတော့ဒါဖြူရဲ့နောက်ဆုံးကျင်နာစကားပဲခိုင်စင်ဖြူကရုံဆွဲခြင်းလေးကိုခကြမ်းကြမ်းဆွဲယူခါနေရာကနေခြေလန်းကျဲကျဲနဲ့ထွက်ခွာခဲ့သည် ဇိုးမောင်မောင်ကမော်တော်ကားကိုရုတ်တရက်ခက်ကြမ်းကြမ်းဆန်နှုတ်ပြီးခင်းစင်းဖြူနောက်ကိုမောင်းလိုက်လာသည်။သူမရင်ရှိကကန့်လက်ဖြက်ရက်တန်းလိုက်သည်။ကားတကားကိုဆွဲပြီးဖွင့်လိုက်သည်။အချိန်ကတော့မောင်းရီပြိုးနေပြီ။ဇိုးမောင်မောင်ကခင်းစင်းဖြူကို ရုတ်တရက်ပွေချီကမော်တော်ကားရဲ့ကိုထားရှိရန်ခက်မြမြန်ကြိုးစားသည်။ခင်းစင်းဖြူကလည်းလှင်နေ။တတိကလည်းမခီ။ဟောဒီမှာကျမကိုနှောက်ရက်နေပါရှင်။ကဲကြပါအောင်ရှင်။ အတန်းထောင်မဆုံးလိုက်ပြီးနဘေးမှာကင်းပုံးဝစ်နေတဲ့ပုဂ္ဂိုလ်များပြေးထွက်လာပြီးစိုးမောင်မောင်ကမထူးတော့ပြီးမို့အသင်ပါလာတဲ့မောင်းချတာခလုတ်ကိုနှိပ်ချလိုက်ပြီးခိုင်စင်ဖြူရဲ့ရင်းညွန့်စီကိုထိုးဆိုင်လိုက်တဲ့ရက်ကွက်လူကြီးများနဲ့ရဲအရာရှိများကစိုးမောင်မောင်ကိုဖမ်းချုပ်ပြီးလက်ထိတ်ခတ်လိုက်တဲ့မောင်းချတာကိုလည်းထုံးစံအတိုင်းသိမ်းယူလိုက်တဲ့စိုးမောင်မောင်ကလူအုပ်သားတွေကို မျက်စိဝေ့ပြီးကြည့်လိုက်တော့ဥပခိုင်နဲ့ကိုမြင့်ဝေတို့မျက်နှာကိုမြင်တွေ့လိုက်ရသည် ခိုင်စင်ဖြူတိတ်ကန်ကောင်းသွားပြီဇူမောင်မောင်ဓာနဲ့ထိုးလိုက်တဲ့ဒဏ်ရာကအချင်းစာလွဲကရင်ညွန့်ကိုမရောက်ပေဝဲဘက်ပကုံးစုံးမှာသာစူးနဲ့ဝင်သွားပြီသူမကိုတော့ကြက်ချီနေတပ်ဖွဲ့ဝင်များအကူကြီးနဲ့ရဲရရှိများကစေးယုံကိုပို့လိုက်ကြတယ်။ဇူမမောင်ကိုတော့ရဲစခန်းကိုခေါ်ဆောင်သွားတယ်။ရဲတပ်ဖွဲ့များပြန်ကန်ပြီးမှတော့ရက်ွက်လူကြီးများနဲ့အရာရှိများက ဥပခိုင်နဲ့ကိုမြင့်ဝေတို့တားအဖရဲ့လက်အစုံကိုတင်းရဲ့တဏီစောက်ကင်နှုတ်ဆက်တဲ့ရဲရာရှိကပြောတယ်။ခုလိုတတ်ဆိုင်ရာတွေကိုဖွင့်တိုင်းမင်းတော့အလုံးတွယ်မှုကင်းကြစင်းအောင်မဖြစ်ပွားအောင်ပူပေါင်းကာကွယ်နိုင်တာပေါ့ဗျာ။မကောင်းမှုပြုသူကတော့သူ့မိုက်ပြအတိုင်းတာအရာခံရတော့မှာပါ။ကဲရက်ွက်လူကြီးတွေကဥပခိုင်နဲ့ကိုမြင့်ဝေတို့ရဲ့ဓာရီကိုပြန်ပြီးတော့ပြေးလိုက်ကြပါဗျာ။ ရဲကားထွက်ခွာသွားတော့မှသူတို့နှစ်ဦးရဲ့လက်ထဲကိုသွေးပြီးစဓာတ်နှောင်းကို လာပေးတယ်။ဘသူကမှအဆုံးမစီရင်လိုက်ရတဲ့ဓာတ်သားများကိုကြည့်ရင်သားဖနှစ်ဦးအချင်းချင်းပြုံးပြီးကြည်နေကြတယ်။စိုးမောင်မောင်ကို အဆုံးစီရင်လိုက်ရတာထက်အကျိုးရှိလာပုံကို နားလေခံစားမိကြတယ်။အော်အချစ်စောစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်။